ီကနေ့မှာတော့ The AIRI သတင်းဌာနမှဖော်ပြထားတဲ့ငလျင်ကြောင့်အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေပျက်စီးမှုဆိုးရွားဆိုတဲ့သတင်းစောင်းပွားကို တင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းကိုလှောက်ခါစေတဲ့ငလျင်ရဲ့အကျိုးသက်ရောက်မှုကနိုင်ငံရဲ့အခြေခံအဆောက်အအုံတွေနဲ့ဆက်သွယ်ရေးကွန်ရက်တွေပျက်စီးမှုကြောင့်မဖြေရှင်းနိုင်တဲ့အကျပ်တဲဖြစ်လာနေကြောင်းကုလသမဂ္ဂကဖော်ပြခဲ့ပါတယ်။အဲဒီလိုဆိုးရွားတဲ့သဘာဝဘေးကြောင့်မြန်မာနိုင်ငံအနေနဲ့စီးပွားရေးအရာ ဘုံဘုံလဲကျသွားစေနိုင်လောက်တဲ့ထိခိုက်မှုနဲ့ကြုံတွေ့နေရပါတယ်။ Richard Starke ခုနှစ်သမခုနှစ်အဆင့်ရှိတဲ့ငလျင်ကြောင့်အင်တာနက်ဝန်ဆောင်မှုတွေရပ်ဆိုင်းမှု လေဆိပ်တွေပိတ်လိုက်ရမှုနဲ့အဝေးပြေးလမ်းတွေပျက်စီးမှုတွေဖြစ်ပေါ်နေရာလိုအပ်ချက်တွေနဲ့အခြေအနေတွေကိုတိကျစွာခန့်မှန်းဖို့အခက်အခဲဖြစ်လာကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ OCHA မှာနောက်ဆုံးအခြေအနေကို ထုတ်ပြန်ရမှာဖော်ပြခဲ့ပါတယ်။အဲ့ဒီငလျင်က လူနေလူနေအိမ်တွေကိုတပင်းညီဖျက်ဆီးပြီးအရေးကြီးတယ်အခြေခံအဆောက်အုံတွေကိုလည်းပြင်းထန်စွာပျက်စီးစေတယ်လို့နယူးယောက်မြို့အခြေဆိုင် OCHA ကဆိုပါတယ်မြို့ပြနယ်ကျေးလက်ဒေသတွေရှိအဆောက်အုံတွေလမ်းတွေဟိုတယ်တွေနဲ့အများပြည်သူဝန်ဆောင်မှုအဆောက်အုံတွေအစသဖြင့်ပြင်းထန်စွာပျက်စီးတာမှမဟုတ်လုံးဝဖျက်ဆီးခံရကြောင်းလည်းပြောကြားခဲ့ပါတယ်ဒါပြင် မန္တလေးအပြည်ပြည်ဆိုင်ရာလေသိပ်ရှိပြန်တမ်းမှုများကိုထပ်မံမကြေညာမခြင်း ရက်ဆိုင်ထားပါမယ်။အမေရိကန်ဘူမိဗေဒတိုင်းတာမှု အဖွဲ့ကငလျင်ကြောင့်မြန်မာနိုင်ငံရဲ့စုစုပေါင်းစီးပွားရေးထောက်ကုံတန်ဖိုးထက်ပုံမှုကြီးမားတဲ့စီးပွားရေးဆုံးရှုံးမှုဖြစ်နိုင်ကြောင်းကနဦးခံမှန်းခဲ့ပါတယ်။လူသိမှုနှုန်းကလည်းတက်နေပါတယ်။ဗာဂျီးနီးယားမှာတည်ရှိတဲ့ USGS မှာမော်ဒယ်တစ်ခုရဲ့ခံမှန်းတွက်ချက်မှုရသိဆုံးမှုကတထောင်းကတသိန်းတွင် ရှိနိုင်ကြောင်းအလွန်များပြားတဲ့သိဆုံးမှုနဲ့အကြီးမားဆုံးပြည့်စုံမှုဖြစ်နိုင်ကြောင်းသူတို့ရဲ့ ဝက်ဆိုက်မှာဖော်ပြထားပါတယ်။အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေမှာခန့်မှန်းချက်ရာ2025ခုနှစ်မှာမြန်မာနိုင်ငံရဲ့ GDP က65ဘီလီယံဒေါ်လာရှိပါတယ်။အဲ့ဒီငွေလင်းကအနည်းဆုံးလူ2000ကျော်သေဆုံးပြီး3400ကျော်ဒဏ်ရာရကြောင်းအဲ့ဒီကဏ္ဍတွေမှာတိုးမြင့်လာနေကြောင်းစစ်ဆိုးရမှာထုတ်ပြန်တဲ့နောက်ဆုံးအချက်အလက်တွေရသိရပါတယ်။ထိုင်းနိုင်ငံမှာလည်းငွေလင်းလောက်ခါမှုတွေဖြစ်ပေါ်ခဲ့ပြီးဘန်ကောက်မြို့ရှိဆောက်လက်ဆမိုးမြော်အဆောက်အုံတစ်ခု ပြိုကျခဲ့ပါတယ်ထိုင်းဟာနာပိုင်းကတောက်ကြနေညအထိ လူ16ဦးသေဆုံးပြီးလူများစွာ ထိခိုက်ဒဏ်ရာရတဲ့အပြင်80ကျော်ပြိုကျထားတဲ့အဆောက်အုံကြီးတွေအောက်မှာပိတ်မိနေကြောင်းပြောကြပါတယ်မြန်မာနိုင်ငံကလက်ရှိမှာဆရာနာသိမ့်ပြီးစီးပွားရေးအကြက်တဲမှာဖျက်တမ်းနေရပါတယ်2021ခုနှစ်မှာအာနာသိမ့်ထားတဲ့စစ်ကောင်စီကိုပြည်သူတွေကလက်နက်ကင်ပြီးတိုက်ခိုက်လျက်ရှိပါတယ်2024ခုနှစ်စက်တင်ဘာလမှာဖြစ်ပွားတဲ့ရေလွှမ်းမှုမှုကြောင့်နိုင်ငံရဲ့ စီးပွားရေးနဲ့အခြေခံအဆောက်အအုံတွေပျက်စီးခဲ့တဲ့အပြင် ထောင်ပေါင်းများစွာသောပြည်သူတွေနေရစွန့်ခွာရခြင်းဖြစ်ပွားခဲ့ရာကမ္ဘာ့ဘဏ်ကဒီဇင်ဘာလထုတ်ပြန်ကြေညာသိရှိရပါတယ်။2024ခုနှစ်ပထမ၈လအတွင်းဈေးကွက်မှာမြန်မာကျပ်ငွေကအမေရိကန်ဒေါ်လာနဲ့ရှင်ရင်60ရာခိုင်နှုန်းတန်ဖိုးကျဆင်းခဲ့တယ်လို့ကမ္ဘာ့ဘဏ်က ဖော်ပြပါတယ်။နောက်ပိုင်းမှာငွေလဲနှုန်းတဖြည်းဖြည်းတည်မြဲလာပေမဲ့ငွေဖောင်းပွားမှုမှာတရှိစေဖြစ်ပြီးအဲ့ဒါကတိုက်ပွဲတွေနဲ့ တိုင်ဖုံးရာကီကပြည်တွင်းထောက်ပံ့ရေးစနစ်ပေါ်မတည်ငြိမ်မှုတွေတက်ရောက်စေခြင်းကြောင့်ဖြစ်ပါတယ်ပြည်တွင်းအခြေခံအဆောက်အအုံအများပြားကမတည်တတ်တဲ့အခြေအနေနဲ့သဘာဝဘေးရန်တွေကြောင့်နောက်ကျနေစေဖြစ်ပါတယ်တိုက်ပွဲတွေထပ်မံဖြစ်ပွားလာပါကဒါမှမဟုတ်တခြားပြင်းထန်တဲ့သဘာဝဘေးရန်တွေကခုဖြစ်ပွားလာပါကနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုတွေညှော်နေသွားနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကသတိပေးခဲ့ပါတယ်2024 2025ဘဏ္ဍာနှစ်မှာမြန်မာနိုင်ငံရဲ့စီးပွားရေးကတိရခိုင်နှုန်းကျဆင်းနိုင်ကြောင်း ခံမှန်းထားပါတယ်။ရခင်ဗန္နာနှင့်နဲ့တရားခိုင်နှုန်းတိုးတက်မှုရှိခဲ့ပြီးနောက်ပြန်လည်ကြာဆင်းခြင်းဖြစ်ပါတယ်။ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်မှာဇန်နဝါရီလမှာထုတ်ပြန်ခဲ့တဲ့တရားအစီရင်ခံစာတစ်ခုမှာဆရာနာသိမ့်ပြီး၄နှစ်ကြာမြန်မာနိုင်ငံကစီးပွားရေးပြိုလဲမှုတိုက်ပွဲတွေပြင်းထန်လာမှုယာစီဥရုပြောင်းလဲမှုအနေရီနဲ့ဆင်းရဲမွဲတွေမှုမြန်မာလာမှုတို့ကြောင့်မကြုံစဘူးစုပေါင်းအကြက်တဲတခုကြုံတွေ့နေရပါတယ်လက်ရှိနေတာအတိုင်းဆက်လက်ဖြစ်နေပါကဆင်းရဲမှုနှုံမှာ ထတ်တိုးလာမည်ရွှေပြောင်းအခြေချမှုတိုးလာမည်ပြည်တွင်းစီးပွားရေးမှာတိုက်ပွဲတွေနဲ့အပြည်ပြည်ဆိုင်ရာအထူးကြံမှုတွေကြောင့်အထူးရုန်းကန်နေရမယ်လို့ UNDP ကသတိပေးခဲ့ပါတယ်